တသမိမိလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တီတီစုကတသမိမိလေးတို့အတွက်နော်ခူးလေးနဲ့နော်မူအေးဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။ဟိုးရှိရှိတုန်းကနော်ခူးလေးနဲ့နော်မူအေးဆိုတဲ့ဇနီးမောင်နဲ့နှစ်ယောက်ရှိပါတယ်။သူတို့နှစ်ယောက်မှာ ခွေးတကောင်ဝတ်တကောင်နဲ့ဂျိုးငက်ကလေးတကောင်လေးရှိတဲ့ကွယ်။သူတို့ဇနီးမောင်နှံကတယောက်ကိုတယောက်အယမ်းချစ်မြတ်နိုးကြတယ်။ ပြီးတော့သူတို့ကရွာပြင်ဘက်ရဲ့တောင်ဆောင်နေရဲ့အောက်ခြေမှာအသေးနံလေးတွေစိုက်ပျိုးပြီးအေးအေးချမ်းချမ်းနေထိုင်ကြတာပေါ့ကွယ်။တနေ့ကျတော့ယောက်ျားဖြစ်သူရဲ့အိမ်မှာသုံးမှုအတွက်တစ်ကိုင်းချောက်ထင်းတွေလုံလုံလောက်လောက်မရှိတော့လို့တော်ရဲကိုထင်းခွေသွားမယ်ဆိုပြီးသူ့ဇနီးနော်မူအေးကိုပြောပါတယ်။နော်မူအေးကလည်းဟုတ်ပါပြီ။အိမ်မှာလည်းထင်းမရှိတော့ဘူးဆိုတော့တော့ထင်းခွေထွက်ပါအောင်မင်းမြန်မြန်တော့ပြန်လာနော်။မာလိုက်ပါရဲကွယ်။ ဒီလိုနဲ့နော်ခူလေးလည်းတောရဲကိုထွက်လာခဲ့တာပေါ့တောရဲရောက်ပြီးခဏကြာတော့နော်ခူလေးကလူတယောက်ကိုတစ်ပင်အောင်မှအိတ်နေတာကိုတွေ့တဲ့ခွေအဲ့ဒီခါနော်ခူလေးကဟေးလူဒီမှာဘာလို့အိတ်ညာလဲအင်ပြန်အိတ်လေလို့သွားနိုးပြီးပြောလိုက်ပါတယ်အဲ့ဒီခါအဲ့ဒီလူကြီးကအဲ့ရကနေနိုးလာပြီးနော်ခူလေးကိုသူ့နဲ့တပန်းလုံးမှုစိန်ခေါ်တဲ့ကွယ်မိကငါအိတ်နေတာအเจ้าမဲ့လာနိုးတယ် ငါအရန်ဒေါသထွက်တာပဲဒါကြောင့်မင်းငါနဲ့နှပန်းလုံးရမယ်လို့ပြောလိုက်ပါတယ်ပြီးတော့နှပန်းလုံးနဲ့ပွဲမှာတကယ်လို့နော်ကူကရှုံရင်သူ့ဇနီးကိုအဲ့ဒီလူကြီးကိုပေးပြီးနော်ကူကနိုင်ရင်သူတောင်းတာအလုံးကိုပေးမယ်လို့ပြောလိုက်ပါတယ်နော်ကူလေးကလည်းဒီလိုတာမန်လူကြီးရောက်ကိုသူ့အနေနဲ့မနိုင်စရာအကြောင်းရှိဘူးလို့တွေးပြီးသဘောတူလိုက်ပါတယ်ခဏအကြာမှာတော့အဲ့ဒီလူကြီးနဲ့နော်ကူလေးတို့စပြီးနှပန်းလုံးကြတာပေါ့ကွယ် ဒါပေမဲ့လေအဲ့ဒီလူကြီးကအင်အားအဆမတန်ကြီးမှတဲ့ကွယ်နှစ်ပန်းလုံးနေရင်းနဲ့အဲ့ဒီလူကြီးရဲ့အရက်ကတပြေးပြေးရှည်လာပါတယ်မျက်လုံးတွေကတပြေးပြေးနဲ့မှီးလာတာပေါ့ကွယ်လက်သေးတွေလည်းတပြေးပြေးနဲ့ရှည်လာပါတယ်အဲ့ဒီနောက်တော့နော်ကူလေးနဲ့နှစ်ပန်းလုံးနေတဲ့လူကြီးကအယံကိုကြီးမာတဲ့စပက်ကြီးမွေကြီးဖြင့်ပြောင်းလဲသွားပါတယ်အဲ့တော့မှနော်ကူလေးလည်းလန့်သွားပြီးဟင်ခုနကခမရလူပါ ဘလို့ဖြစ်ရလဲအခုခမရအမွေးကြီးပဲထိတ်လန့်ပြီးပြောလိုက်ပါတယ်အဲဒီခါမွေးကြီးကငါလူရောင်စားနားတဲ့စပက်ကြီးမွေးကြီးကအခုငါနိုင်သွားပြီဆိုတော့မင်းမိမနော်မူလေးကိုမနေ့ပြန်ငါစီခေါ်လာရမယ်မင်းမခေါ်လာရင်ငါကိုယ်တိုင်လာခေါ်မင်းအဲ့လိုမျိုးပြောလိုက်ပါတယ်နော်ကူလေးကအယံကိုကြောက်လန့်သွားတာပေါ့ကွယ်နောက်ဆုံးတော့နော်ကူလေးကရှုံးပြီးစိတ်မကောင်းစွာနဲ့ပဲအိမ်ကိုပြန်လာပါတယ် ဒါပေမဲ့လေနော်ကူလေးကသူ့တော်ထဲမှာဂျုံခဲ့တဲ့အဖြစ်ပြက်ကို သူ့မိမကိုကြောက်လန့်သွားမှဆိုလို့မပြောပြဘူးပေါ့ကွယ်နောက်တနေ့မနေ့ရောက်တော့နော်ကူလေးကတခြားမျိုးကိုသူတို့စိုက်ထားတဲ့တင်းနံလေးတွေရောင်းဖို့အတွက်ပြင်ဆင်နေတာပေါ့ကွယ်ပြီးတော့နော်ကူလေးကသူ့မသွားခင် သူ့မိမကို သူ့ပြမလာမသိမချင်းအိမ်ပေါ်ကနေအောက်ကိုမဆင်းဖို့မှာခဲ့ပါတယ်။ပြီးတော့အိမ်မှာကောင်းကောင်းနေခဲ့ဖို့နဲ့ ဝက်စာကျွေးရင်လည်းဝက်ချန်နေထိသွားမကြည့်ဘူးအိမ်ပေါ်ကပဲလောင်းချဖို့နဲ့တယောက်မစင်းဖို့ကိုထက်ခါထက်ခါမှာပြီးဈေးရောက်ဖို့အတွက်တခြားမျိုးကိုထွက်သွားတာပေါ့ကွယ်နော်မူလေးကလည်းအိမ်မှာသူ့ရဲ့ဝက်ကလေးခွေးနဲ့ဂျုံငတ်ကလေးတို့နဲ့အတူကြံခဲ့တာပေါ့ကွယ်နောက်တနေ့မနက်မှာတော့နော်မူရေးကဝက်စာကျွေးတဲ့အခါသူ့ယောက်ျားပြောတဲ့အတိုင်းအိမ်ပေါ်ကနေလောင်းချပြီးကျွေးလိုက်ပါတယ်နော်မူရေးက ူယောက်ျားမာခဲ့တဲ့အတိုင်းအင်းရောက်ကို လုံးဝမစင်မနေတာပေါ့ကွယ်ဒီလိုနဲ့နှစ်ရက်လောက်ကြာတော့ဇပတ်ကြီးမွေကြီးကတောထဲမှာဒေါသတွေထွက်လာတာပေါ့ကွယ်နော်ခူလေးကငါ့ကိုလိန်ပြောသွားတာပဲငါ့ကိုလိန်ပြောတဲ့အတွက်ထိုက်တန်တဲ့အပြစ်တော့ငါပေးရမယ်နော်ခူလေးနဲ့နော်မူလေးတို့နေတဲ့အိမ်ဘက်ကိုလူယောင်ဆောင်ပြီးငွေကြီးကလိုက်လာခဲ့တာပေါ့ကွယ်အဲ့ဒီမှာ နော်ခူလေးကမရှိဘဲမြို့ကိုဈေးသွားရောက်နေပြီး နော်မူရေးတယောက်ပဲရှိတယ်ဆိုတာသိသွားတဲ့ကွယ်။ဒါနဲ့ပဲဇပက်ကြီးမွေကြီးကနော်မူလေးအိမ်အောက်ကိုဆင်းလာမယ့်အချိန်ကိုဝတ်ချံတဲ့ကနေအမြဲဆောင်ကြည့်နေပါဗျ။နောက်နေ့မနက်ခင်းရောက်တော့နော်မူရေးကခါတိုင်းလိုပဲဝတ်စာကျွေးရင်းအိမ်ပေါ်ကနေပဲလောင်းချပြီးကျွေးတာပေါ့ကွယ်။အဲ့လိုကျွေးနေတုန်းမှပဲရုတ်တရက်နော်မူရေးရဲ့ခေါင်းစည်းကြိုလေးကအိမ်အောက်ကိုပြုတ်ကျသွားပါဗျ။နော်မူအေးကလည်း နောက်ခုလေးရဲ့အိမ်အောက်ကိုမဆင်းနဲ့နော်လို့မှားထားတဲ့ဇကားကိုခဏမေ့ပြီးခေါင်းချီချိုးကောက်ဖို့ဆင်းမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲဝက်ချန်ထဲမှာစောင့်နေတဲ့စပယ်ကြီးမွေကြီးကချက်ချင်းထွက်လာပြီးနော်မူအေးကိုသူ့တကူလုံးနဲ့ရစ်ပတ်ထားလိုက်တာပေါ့ကွယ်။ဒီလိုနဲ့နော်မူအေးကလုံးဝလှုပ်ရှားလို့မရတော့တဲ့အချိန်မှာစပယ်ကြီးမွေကြီးကသူ့ရဲ့မွေလေးနဲ့ကိုခေါ်သွားပါတယ်။အဖြစ်ပြက်အလုံးစုံကိုတွေ့သွားတဲ့ ဂျုံးငါကလေးကနော်ခူလေးရှိရာကိုတရွာဝင်တရွာထွက်ပြန်သွားပြီးတကူကူကူနဲ့ဇပတ်ကြီးမွေကနော်မူလေးကိုဖမ်းသွားပြီးနော်မူလေးကိုမြင်မြန်လာခဲ့ပါဆိုပြီးတော့နော်မူလေးဒုက္ခရောက်နေတာကို အသိပေးဖို့နေရအနှက်လိုက်အော်ခေါ်တာပေါ့ကွယ်။ငါကလေးရဲ့အော်တန်ကိုကြားတဲ့နော်ခူလေးကအင်ကိုမြန်မြန်ပြန်လာတာပေါ့ကွယ်။အိမ်ရောက်တော့သူ့ဇနီးကိုမတွေ့ရတော့ဘူးပေါ့။နော်ခူလေးကသူ့ရဲ့ဇနီးတွေအတွက် အရန်စိတ်ပူလာကြောင်းသူ့ရဲ့ခွေးကလေးကိုခေါ်ပြီးနော်မူအေးကိုရှာဖို့တော်ရဲကို ထွက်လာခဲ့ပါတယ်။တဏီယာရောက်တော့ခွေးကလေးကတစ်ခေါင်းဖောက်ကြီးတွေကို ကြည့်ပြီးဟောင်နေတာပေါ့ကွယ်။ဂျာနေပဲနော်ခူလေးကတစ်ခေါင်းဖောက်ကြီးတွေကိုဝင်ကြည့်တော့အတွင်ထဲမှာသူ့ဇနီးနော်မူအေးနဲ့ဇဘက်ကြီးမွေကြီးကိုတွေ့လိုက်ပါတယ်။ခဏအကြာမှာပဲသူ့ဇနီးတဲ့နဲ့ဇဘက်ကြီးမွေကြီးမျက်စိရှိမှာပဲပျောက်သွားပြန်ပါတယ်။ဒါနဲ့ပဲ နောက်ခုလေးကသူစနီးတဲ့အတွက်အယံကိုစိတ်ပူပြီးမောရပန်းရမှန်းမသိပဲတစ်ပင်ကြီးတွေရဲ့အောက်ကိုဒရွင်မီဒရွင်ဆက်တူပြီးရှာနေတာပေါ့ကွယ်။နောက်ဆုံးမှာတော့အကြီးဆုံးတစ်ပင်ကြီးရဲ့တစ်ကောင်းပေါက်ထဲမှာသူစနီးကိုဇပတ်ကြီးမွေကြီးနဲ့အတူတွေ့သွားတာပေါ့ကွယ်။အဲဒီတော့ဇပတ်ကြီးမွေကြီးကမင်းမိမကိုပြန်လို့ချင်းမင်းလေပင်သွေးကိုလှီးပြီးအလဲလေလောက်ရမယ်လို့ပြောလိုက်ပါတယ်။ ဇပတ်ကြီးမွေကြီးကသူ့လူရောင်ဆောင်ပြီးအိတ်နေတော့အချင်းနော်ခူလေးကလာနူးလိုက်ပြီလို့အညိုထားပြီးနော်ခူလေးကိုဒုက္ခရောက်စေချင်တာပေါ့ကွယ်နော်ခူလေးကလည်းသူ့ရဲ့လက်ပင်သွေးကိုလှီးရင်သူ့ဒီမာကိုတည်ရအတွက်သူ့ရဲ့လက်မောင်းသွေးကိုလှီးပြီးဇပတ်ကြီးမွေကိုတွမ်းပွေးတာပေါ့ဒါကိုသိတဲ့ဇပတ်ကြီးမွေကြီးကနော်ခူလေးရဲ့လက်ချောင်းသွေးမရမချင်းကိုနော်မူအေးကိုပြန်မလွတ်ပေးဘူးလို့ပြောလိုက်ပါတယ်ဒါနဲ့ပဲနောက်ဆုံးမှာတော့ သူ့ဇနီးတွေကိုတိုက်ချစ်တဲ့နော်ကူလေးကသူ့လက်ပင်ကိုလှီးပြီးဇပတ်ကြီးမွေကြီးကိုသူ့ရဲ့လက်ချောင်းသွေးတွေကိုပေးလိုက်ပြီးအသေးခံသွားတာပေါ့ကွယ်။ဒါနဲ့ပဲဇပတ်ကြီးမွေကြီးကလည်းသူ့ဇနီးတွေကိုလှုပ်ပေးလိုက်တာပေါ့။ဒါပေမဲ့နောက်နေ့ရောက်တော့နော်မွေကသူ့ယောက်ျားရဲ့အလောင်းကိုမိသချိုနေတော့အယံဝန်နေပြီးစိတ်ကိုမထိန်နိုင်တော့ပဲမိဘုံထဲကိုခုံဆင်းသွားပြီးကိုကိုကိုအဆုံးစီရင်လိုက်တာရပါပေါ့ကွယ်။ ပုံမြင်လေးကတော့ဒါပါပဲကွဒီပုံမြင်လေးကိုနားထောင်ပြီးကလေးတို့လည်းစပက်ကြီးမွေကြီးလိုသူများတွေရဲ့ဘဝကို တမင်ဖြည့်စည်းလိုစိမ့်နေဘယ်တော့မှမကောင်းကြံရဘူးနော်လူလောကမှာ လူတွေကို မကူညီနိုင်သေးရင်တော့ဒုက္ခရအောင်စိတ်ညစ်ရအောင်မလုံးမိစေနဲ့နော်နောက်နေ့တွေမှာလေတသမိမိလေးတို့အတွက် ုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကို follow လုပ်ပြီး YouTube Channel လေးကခေါင်းလောင်းလေးကိုလည်းပြန်ထားပေးကြပါအောင်နော်